တာယာရဲ့နေ့ပြကြပါစေလို့အားလုံးကိုနေဦးမယ့် channel ကနေမှတစ်ဖန်ပြန်လည်ပြီးကြိုဆိုပါရစေ။တာယာတော့နေပါလို့မနှုတ်ဆက်ခြင်းပဲမဲ့လဲပဲ။လူရဲ့ကျင့်ဖို့အရာနှုတ်ဆက်ရခြင်းသာဖြစ်ပါတယ်လို့ပြောချင်တယ်။မေ12ရက်နေ့ဟာမြန်မာနိုင်ငံမှာရှိတဲ့လူဖြစ်တဲ့သူတွေရဲ့1နဲ့ကျေကွဲရတဲ့နေ့လို့လည်းကျမတို့သတ်မှတ်လို့ရပါတယ်။ဆိုတော့ဒီနေ့ကျမတို့ မြန်မာနိုင်ငံမှာရှိတဲ့လူတွေကြေကွဲရတယ်လို့ပဲကဘာပေါ်မှာရှိတဲ့လူတွေလည်းကျမတို့မြန်မာနိုင်ငံမှာရှိတဲ့လူတွေနဲ့ထတ်တူထတ်မြကြေကွဲဝါနေခြင်းကိုခံရရပါတယ်ဆိုတဲ့အကြောင်းပြောချင်တယ် 3 Sunday ကတော့ဘယ်ဝမ်းနဲ့ကျဲကွဲတတ်မလဲเนาะတပည့်ရင်မြို့ဦးထိန်ကွင်ကျဲရွာမှာရှိတဲ့ NUG ចောင်းကိုစစ်ခွေးတွေဘက်ကနေမှမေလ12ရက်နေ့မနက်10:00နာရီမှာဘုံကျဲတိုက်ခိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ MRTV ကနေမှဘလို့လိညာထားတယ်လေကျမတို့ပထမအဦးဆုံးသတင်းနေနဲ့နားထောင်ကြည့်ရအောင်เนาะ ်ဇကိုင်းတိုင်းဒေသကြီးတပင်းမြို့နယ်အိုထိန်ခွင်းကျေးရွာစာတင်ကျောင်းကိုလုံကျွင်းတပ်ဖွဲ့များကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်ဆရာဆရာမနှစ်ဦးအပါအဝင်ကျောင်းသားကျောင်းသူ90ဝန်းကျင်ခန့်ထိခိုက်သေးဆုံးခဲ့ကြောင်းတရားမဝင်ပြည်ပြည်မီဒီယာများကမဟုတ်မမှန်လုံကျန်ရေးသားဖြန့်ဝေလျက်ရှိကြောင်းသိရပါဗါဒခါတိုင်းဆိုလို့ရှိရင်တို့တို့ဟာ ဒီလိုမျိုးတိုက်ခိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်တော့မှသတင်းတွေဒီလိုမျိုးအော်ချက်ချင်းချက်ချင်းထောက်ပြန်တာတွေမရှိပါဘူးဒါပေမဲ့အခုတို့ကပြစ်လိုက်တာဟာကလဲတွေကြောင်းဖြစ်တဲ့အတွက်ကြောင်း ချက်ချင်းသူတို့တုံ့ပြန်လာတာကိုတွေ့တယ်။ဒီလိုမျိုး MRTV4 ကနေမှလိန်ညာထားတဲ့ဥစ္စာကိုလည်းအခုဒီဘန်ကောက်ဒရင်ထဲမှာလည်း MRTV ကနေမှစစ်ခွေးတွေဟာဒီတောင်းကိုဘုံကျဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လိန်ညာတယ်။ပြည်ဖြစ်ဘက်ကနေမှဒရင်တွေကိုလိန်ညာပြီးမှတင်းနေဆိုပြီးမှဖော်ပြထားတော့တွေ့ရတယ်။ဘန်ကောက်ဒရင်ထဲမှာပဲဒီလိုတင်ထားသလားဆိုတော့မဟုတ်ပါဘူး။အခုကမ္ဘာနိုင်ငံတီးတီးမှာရှိတဲ့ဒရင်ဌာနတိုင်းတွေထဲကလည်း ဒီနဲ့ကြောင်းမှာဘုံကျဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အကျဲကျဲတွင်းတွင်းဖော်ပြထားတာကိုတွေ့ရတယ်။ဆိုတော့အခုဒီလိုမျိုးလုံနေတဲ့ဥစ္စာကိုမပတာခေါ်အမျိုးဘာသာတာတနာကိုထိမ့်သိမ့်တဲ့အမျိုးဘာသာကိုချစ်တယ်ဆိုတဲ့ခွေးတရိုက်ကနေမှဒီလိုလှောက်ဆောင်နေတာဖြစ်တယ်။ဇော်မဲလေးရဲ့မရင်ငယ်သစဉ်ဦးနဲ့အတူခွေးတရိုက်တွေကဘာပြောထားလဲကျမတို့ဗီဒီယိုတစ်ခုကိုပြန်ပြန်နားထောင်ကြည့်ရအောင်။ ီဘဲရင်မှာကျောင်းသားကျောင်းသူတွေစာတင်နေရအောင်တက်မတော်ကနေပြီးတော့ဘုံချက်ရှင်းလင်းနေဆိုပြီးတော့မဟုတ်မမှန်ဝါရဖြန့်ချီတာလေအဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဟိုညီမတို့ဒီမောင်နှမ၃ယောက်ကနေပြီးတော့ပြန်ပြီးတော့ပြောချင်တာဒီချိန်မှာဟိုအဖြူစိမ့်ဝက်ပြီးကျောင်းသားကျောင်းသူတွေစာတင်ကြရတဲ့အချိန်ကာလမဟုတ်ဘူးဒီနေ့ကကျောင်းပိတ်တဲ့ရာသီပြီးတော့ဒီဘဲရင်မှာပညာသင်ကြားနေရပြောအောင်ပါလေဒီဘဲရင်ကဒါဆောင်ဝန်ပြန်ချီရတဲ့ grade 12ကျောင်းသူကျောင်းသားတွေရှိတဲ့နေရာမျိုးလည်းမဟုတ်ဘူးဒါကြောင့်မလို့ဒီဖြစ်စဉ်ကြီးကတော့တမင်တက်တက်လှုပ်ချန်ဖန်တီးထားရတယ်ဆိုတဲ့အကြောင်းကိုကျွန်မအနေနဲ့ကနအူပြောချင်ပါတယ်ကိုစောဝင်းဘာပြောမလဲ အဲဒါကတော့သူတို့ဟာပေါ့နော်ဒီတိုင်းပြည်ကိုနိုင်ငံရေးအမျက်ထုတ်တယ်ပြီးလို့ရှိရင်တစ်ဖက်ကဟိုပေါ့နော်လုံရက်တွေအပေါ်မှာသူတို့ကြာရှုံးနေတာကိုအဲတစ်ဖက်ကလူတွေပေါ့နော်ကြာရှုံးမှုဖြစ်အောင်တစ်ဖက်ကလူတွေကဒီလူစာသင်ကျောင်းတွေကိုဘုံကျဲပါတယ်ဆိုတာကိုဖြစ်အောင်လို့လုံကြံဖန်တီးပြီးတော့မှအောက်တန်းဆန်စွာပြောဆိုနေတာပဲဖြစ်တယ်မြန်မာလေးနော်အဲဥစ္စာကတရင်မှဖြစ်တယ်နော်ဒီဘင်းကြီးကလုံးဝလည်းပညာလည်းဟိုကျောင်းလည်းမဖွင့်ဘူးပညာသင်ကြားတဲ့ဟိုဟာလည်းမဟုတ်ဘူးမြန်မာလေးပြောလို့ပဲ creative တွေဖြစ်ရတဲ့ 对哇，交尾不好，那我就收，就不要。就是，哎，你等礼拜一去那时间，礼拜一嘛嘎，就是，伢伢伢伢的嘞，然后我就是问上午伢伢伢老的，伢去，那么多问呢？上午买扁皮鞋买一嘛嘞，礼拜一又不包。是那个七楼，是那个套看的，俺老后头的，大白门，里面东南街的嘛，后边的，毕都的西边的呀嘛，旁边带开你的欧巢哥，说面嘞也没人家把表断的嘞。 အခုဒီဥစ္စာကကြောင်းချိန်လည်းမဟုတ်ဘူးငလျင်တင်ကနေမှစာမပွဲဖြေရမယ်နေရာလည်းမဟုတ်တဲ့အတွက်ကြောင်းဘုံကျဲတိုက်ခိုက်တာဟာလုံးဝမဖြစ်နိုင်ဘူးလို့ပြောတယ်ဆိုတော့ဇော်ဖုံးဟိန်းတဲ့သူနည်း၎င်းပဲစာကလေးကောင်းလဲသူတို့အားလုံးဟာဒီနဲ့ဒီလိုမျိုးလူတက်နေတဲ့ဥစ္စာကိုမားတယ်လို့ကိုမဝန်ခံချင်ရင်တောင်မှတိတ်တိတ်လေးနေရတယ်အခုတို့တို့ကလည်းဒီလိုပြောချင်းအဖြစ်ဘလောက်အထီတူရဲ့စိတ်သက်သေမှာဒီလိုခံယူနေတယ်လေဆိုတာတော့ နားကိုမလဲဘူးเนาะပြီးတော့အခုဒီစင်ဦးရဲ့ Telegram ထဲမှာပါပြောထားတယ်လေဆိုတော့ဒီဘေးရင်ဦးထင်းကွင်းကျေးရွာထဲမှာဘုံကျဲတာဟာမဟုတ်ပါဘူးမဟုတ်ပါဘူးလို့တလောက်ပြောနေပေမဲ့ဘုံကျဲတယ်ဆိုတော့မထူးပါဘူးကျဲလိုက်ပါလို့ပြောတယ်ဆိုတော့အဲ့ဘုံတွေဟာနင်းခန္ဓာကိုရောက်သွားမယ်ဆိုတာကိုနင်းတို့မှတ်ထားပါဆိုတော့အခုမြေပြင်မှာရှိနေတဲ့ဆီယမတယောက်လည်းဘလို့ပြောတယ်လဲကျမတို့နည်းနည်းလေးနားထောင်ကြည့်ရအောင်နော်ဟောဒီမှာ သွေးဆွနေတဲ့အဝတ်တွေသွေးဆွနေတဲ့ကလေးတွေရဲ့အဝတ်တွေအခုလဲအပေါ်မှာဝဲနေတော့မယ်ကလေးတွေရဲ့ပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်တာလဲ2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပင်းမြို့နယ်အော်ထိန်တွင်ကျေးရွာမှာမနက်7နာရီလောက်ကစစ်ကောင်စီတပ်ကနေပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားတယ်။ဟောဒီနောက်ကအခန်းထဲမှာစားသင်းနေတဲ့ကလေးတွေထဲကအနည်းဆုံး10ယောက်တည်ဆုံး ဆရာဆရာမဥရလည်းနှစ်ယောက်သေဆုံးသွားတယ်ထိခိုက်ဒဏ်ရာရတဲ့အရေးအတွက်တည်းကျမတို့အခုထိကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူးဆိုတော့အခုဒီဆရာမဟာ ဘုံကျဲသွားတဲ့ကြောက်ရှဲမှာထိုင်ပြီးမှပြောသွားတဲ့အရာဖြစ်တယ်ဒီနေ့ကျွန်တော်မြန်မာနိုင်ငံထဲမှာကလေးဒီကိုပညာရေးပညာမတက်လို့မဖြစ်ဘူးလို့ပြောတာမင်းအွန်လိုင်းခွေးတောင်စာနင်းကနင်းမိဘတွေဆင်းရဲလို့နင်းဘဝနာတဲ့ဥစ္စာကိုဒီနေ့ပြည်သူတွေကိုနင်းကလေးစားချေတယ်လို့ဒီနေ့ငါတောင်မှ တေယွာတကြီးပြောင်းပြီးမှကျောင်းတက်နေရတယ်။ငါတောင်မှ college first year ပဲတက်ပြီးမှကျောင်းဆင်းရတဲ့သူဖြစ်တဲ့အတွက်ကြောင့်နင်းတို့လည်းကျောင်းမတက်ပါနဲ့ဆိုတဲ့ပုံစံမျိုးနဲ့နင်းကလေးစားလိုက်ချင်နေတာတွေ့ရတယ်။ဆိုတော့ဒီခွေးချဘူးကပဲဒီလိုမျိုးအုံအောင်မရှိတာလားဆိုတော့မဟုတ်ဘူး။အခုအမျိုးဘာသာတတနာလို့အမြဲတမ်းပြောနေတဲ့ဒီခွေးတရိုက်ဒီလဲထူးနေလကောက်ဖြစ်တယ်။ဆိုတော့ဒီနေ့နင်းကျမတို့တော်လန်ရဲထဲမှာ ပါဝင်နေတဲ့တူရီရောထောက်ခံနေတဲ့တူရီရောဟိုဘက်မဟုတ်ဒီဘက်မဟုတ်ရနေတဲ့သူဒီလေစဉ်းစားကြည့်ပါဒီခဲဒီမှာအပြစ်ရှိသလားပြီးလို့ရှိရင်ဘယ်အဖွဲဆိုတာကိုမကြည့်နဲ့ ကလဲတွေတဲတာကိုနင်တို့သိတယ်ဆိုလို့ရှိရင်တော့ကဘာတိအောင်ကျွန်တော်တို့អော်ရမယ်အချိန်ဖြစ်တယ်အခုကဘာတိတိကနေလဲပဲသူတို့ရဲ့သတင်းဌာနကြီးထဲမှာမနေ့ကဒီမေလ12ရက်နေ့ဘုံကျဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းသွားပြီဖြစ်တယ်အခုဇော်မင်းလင်းရဲ့မရင်ငယ်သစဉ်အိုးတွေဘလုံနင်းနဲ့သူတို့ရဲ့ဗဇက်ထဲကဒီလိုမျိုးထွက်ရဲတယ်လဲဆိုတာကတော့တော့စကလုံးတော့ရှာလို့မရဘူးအခုကျွန်တော်တို့ဗီဒီယိုတော်တော်လေးကိုထပ်ပြမနားထောင်ကြည့်ရအောင်တွေးဆွနေတဲ့ဖက်နက်ကလေးရဲ့ လက်တန်းလေးရေခေါင်းကဥကုန်လေးရေဒါဥကုန်ရိုးလေးတွေပါဒါစပင်ချီလေးတွေပါအခုဒါကတော့နော်ခဏတော့ဆရာမပြောသွားတယ်ကလဲတွေရဲ့စပင်းတွေကလဲတွေရဲ့လက်သေးတွေကဘုံပေါက်ကွဲလို့ဆင်းသွားတဲ့အရာတွေကိုပြန်တွေ့တာဖြစ်တယ်ဆိုတော့ဒီနေ့ကျမတို့အတွက်ကဘလောက်ထိရင်နာဆရာကောင်းတယ်လဲပြီးတော့နောက်တစ်ခုဒီဇော်မဲလင်ရဲ့မရင်ငယ် ။ဒီစင်ဦးကဘာပြောလဲဆိုတော့အခုဒီမှာတော်လရဲတွေဘက်ကနေမှဘုံတွေလုတ်တဲ့အတွက်ကြောင့်မတော်တဆဘုံတွေပောက်ကွဲလို့ဒီကလေးတွေတည်ရတယ်လို့ပြောတယ်။ဆိုတော့တကယ်လို့သားဒီကလေးတွေဟာတော်လရဲတွေရဲ့သူတို့လုတ်တဲ့ဘုံတွေကြောင့်တည်သွားတယ်ဆိုလို့ရှိရင်တော့ကလေးဒီကလွယ်အိတ်နဲ့ဒီเจ้าမှာတော်လန်ရဲဒီဘုံလုတ်တဲ့ဥစ္စာကိုဒီကလေးဒီကစအုပ်နဲ့လာမှတ်ပြင်းမှလာတင်နေတာလားနင်းတို့ကသူများစားထားပြီးသား အစာကျေထားတဲ့အဥ္စာကိုနင်းတို့စားသလားဒါမှမဟုတ်လို့ရှင်ဘသူမှမစားသေးတဲ့ဆံကိုချက်ထားတဲ့သမင်းကိုနင်းတို့စားသလားပညာဟာရေးကြီးတယ်လို့ပြောတတ်တဲ့ခွေးတွေဟာတကယ်ပဲကလေးတွေကိုပညာတတ်စေချင်လို့တင်ပေးတာလားမိဘဒီကတော်လန်ရေးထဲမှာ ပါဝင်နေတယ်ဆိုပေမဲ့ဒီကလေးတွေဟာ အပြစ်မဲ့တွေဖြစ်တယ်မိဘဒီကနင်းတို့ခွေးတွေကို ထောက်ခံနေဖြစ်စေဒီကလေးတွေက အဖြူသေးတွေဖြစ်တယ်ဒီနေ့ကျွဲတို့တော်လာရဲဒီနင်းတို့ခွေးတွေရဲ့ဘယ်ကလေးတွေကိုတတ်ပစ်လိုက်တလားဥပမာပြူစောချီကောင်းဆောင်လိုင်မင်းတွေကိုဖမ်းတဲ့အခါမှာသူတို့နဲ့တဆိုင်တဲ့မိသားစုတွေအားလုံးကိုကျွဲတို့လွတ်ပစ်လိုက်တယ်နင်းတို့ကြားတယ်နင်းတို့မြင်တယ်နင်းတို့သိတယ်ဒါကိုလူလို့ခေါ်တယ်ဒီနေ့ကျွဲတို့တော်လာရဲဒီ အုတ်ချုပ်ရဲမှုတွေကိုတတ်တတ်တဲ့ခါမှာလဲအုတ်ချုပ်ရဲမှုတွေကိုပဲတတ်သွားတယ်နင်းတို့နဲ့တက်ဆိုင်တဲ့ကလဲတငယ်လေးတွေတယောက်မှဒီနှစ်လဲနှစ်ကျော်သွားပြီဒီနှစ်တော်လာရဲတွေ PDF တွေကဒီအုတ်ကြီးကိုတတ်တတ်လိုက်တယ်သူ့ရဲ့တားငယ်ဘယ်နှစ်နှစ်ကိုလဲတတ်ပစ်လိုက်တယ်ဆိုတာနင်းတို့ကြားဖူးသလားဒါကိုလူလို့ခေါ်တယ်ဒီနှစ်ကျမတို့တော်လာရဲမိသားစုတွေဒီအုတ်စာကိုကျမတို့စိတ်နှလုံးသားထဲမှာတစ်ခါပြန်ထည့်ပြီးမှကျတော့အစွမ်းကိုစခွေးတွေမပပျောက်မချင်း ဘောမတွေမကုံမချင်းကျွန်တော်တို့ခြားရမယ်နေဖြစ်တယ်ဘယ်တော့မှမဲလို့မရတဲ့ရာဇဝင်တွင်မဲ့နေတဲ့နဲ့ဖြစ်ပြီးဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ဘယ်တော့မှမမဲ့ဖို့နဲ့စစ်ခွေးတွေကိုဒီအတွက်ကျွန်တော်တို့အတွေးကျွေးကိုတွေးနဲ့ပြန်ယူရမယ်ဆိုတဲ့စိတ်ဓာတ်တွေအများရန်မွေးဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဆိုတော့နောက်တရင်တပုတ်အနေနဲ့ကတော့ကျွန်တော်ကချင်းနေနောင်နာရတဲ့ကိစ္စနှမျိုးကိုပြောချင်တယ် တဲ့အချက်ကတော့ TNLD ကိုပညာသင်ပေးတဲ့ဥစ္စာကိုဒီနေ့ကျမတို့နောက်သားရသလို MNDAAD ကိုပညာသင်ပေးခဲ့တဲ့အတွက်ကြောင့်လည်းကျမတို့ဒီတစ်ခါတော့နောက်တာပြန်ထပ်ရတယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်။ဒါကဘာလဲဆိုတော့အခု KIA တွေရှိတဲ့နေရာထဲမှာစစ်ခွေးတွေနဲ့တရုတ်တွေဟာသူတို့နေမြေကိုချဲ့လာမှာဖြစ်တဲ့မန်လေးကနေမှာမူစေလန်းကိုပေါက်အောင်သူတို့ကုံတွေရဲလန်းကိုလုံရမှာဖြစ်တဲ့အတွက်ကြောင့်ဒီလမ်းမှာရှိနေတဲ့ KIA စခန်းတွေကိုဒီတရုတ်တွေကလည်းဖေပါလို့ပြောလို့မရတလို့ စစ်ခွေးတွေလည်းကျမတို့ကိုလာမလာမတိုက်နိုင်ခဲ့ဘူးဒါကြောင့်မို့တရုတ်ဒီက MNDAAD ကိုဖိအားပေးပြီးမှကျတို့ KIA စခန်းတစ်ခုကိုရွှေ့ခိုင်းနေတယ်ဆိုတော့ကိုသိရတယ်ဆိုတော့အခုဒီ MNDAAD ကြောင့်ကျမတို့ရဲ့ဒီတော်လန်ကြီးရှက်မြောက်ဟာ2020ခုနှစ်နော်ဒေါ်လာရေးမစအခင်အတိုင်းပဲပြန်ဖြစ်သွားမလားဆိုတာတော့ကျမတို့တော့စိုးရိမ်စရာဖြစ်လာတယ်ဆိုတော့အခု KIA စခန်းတစ်ခုကိုစစ်ခွေးတွေလည်းလာမတိုက်ရဲဘူးပြီးတော့ အဲဒီတယုတ်ဒီလည်းပဲသူတို့ကိုယ်တိုင်ငေါရုတ် KIA ဒီကိုနင်းတို့ရဲ့ဒီစခန်းတစ်ခုကိုဖယ်ပေးပါငေါရုတ်ကုံတော်ရေလုံးမယ်လို့သူတို့မပြောနိုင်တဲ့အတွက်ကြောင့်အခု MNDAA ဒီကိုဖိအားပေးပြီးမှစစ်ရဲနဲ့ကျမတို့ကိုမေလ15ရက်နေ့ကိုနောက်ဆုံးထားပြီးမှကျတို့ KIA စခန်းတစ်ခုကိုရွှေ့ခိုင်းနေဆိုတာကိုသိရတယ်ဒီ MNDAA ဒီဘိန်းချက်ပြီးမှဘဝပြတ်သွားတဲ့အချိန်မှာ သူတို့လည်းပဲသူတို့ရဲ့နည်းမျိုးကိုခုခံချင်တယ်သူတို့ရဲ့လူမျိုးတွေသူတို့ရက်တီချင်တယ်လို့ပြောလို့ကျွန်တော် KIAD ဟာဒီ MNDAAD ကိုကျွန်တော်စစ်ပညာသင်ပေးတယ်လို့ကျွန်တော် KIA ဘက်ကနေမှလဲလအတိုင်းကျွန်တော်မထောက်ပံ့ခဲ့ပေမဲ့ကျွန်တော် KIAAD စီမှာရှိနေတဲ့အချိန်မှာတွေးခံပေါင်းပြီးကအစဒီ MNDAAD ကိုလည်းကျွန်တော် KIAAD ဘက်ကနေမှထောက်ပံ့လာခဲ့တယ်အစစအရာရာကျွန်တော် KIAAD တာဝန်ယူပြီးမှ ပြုစုပြုထောင်ခဲ့တဲ့ TNLAD နဲ့ MNDAA ဒီဟာဒီနေ့ကျမတို့ KIA အတွက်စူးခလုတ်ဖြစ်တယ်လို့ကျမတို့တော်လိုင်းရဲတွေအတွက်စူးခလုတ်ဖြစ်သွားတဲ့အတွက်အကြောင်းကျတို့ KIA ဒီမြန်မာသွားသလားလို့တောင်းမှနောင်တရစရာဖြစ်လာခဲ့ပြီဆိုတော့ကိုပြောချင်တယ်ဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုတ်အနေနဲ့ကတော့တိန်နေမြို့နယ်မှာလှုပ်ရှားနေတဲ့ MNDAA ဒီရဲ့တည်ရင်အမတ်နေရာနဲ့ဆက်တဲ့တမဟာလက်အောက်ခံတည်ရင်တစ်ခုက စစ်ပေါ်နဲ့အတူ MNDAA စစ်သား12ယောက်ကတော့လက်နက်ခဲရအပြည့်အစုံနဲ့အတူမေလ9ရက်နေ့တုန်းကထွက်ပြေးသွားတယ်ဆိုတာသိရတယ်။ဆိုတော့အခုဒီတိန်းနေမြို့နားမှာရှိတဲ့နေရာတကာကိုလည်းသူတို့ကအသေးအတာလိုက်ရှာဖွေနေတယ်။မေလ12ရက်နေ့မနေ့ကအထိတော့လုံးဝရှာဖွေသူရှိခြင်းမရှိသေးဘူးလို့သိရတယ်။ဆိုတော့ဒီဘိုးကြီးနဲ့အတူစစ်သားဒီ12ယောက်ကဘာကြောင့် MNDAA တပ်ကနေထွက်ပြေးရတယ်လဲ။ဘယ်ကိုထွက်ပြေးတယ်လဲဆိုတာတော့ဘယ်သူမှမသိဘူးဖြစ်နေတယ်။ ထွက်ပြေးသွားတဲ့အဲ MNDAA ဘိုးနဲ့အာစစ်သား၁၂ယောက်ကတော့ဘယ်ကိုထွက်ပြေးသွားတယ်ဘယ်ဖွဲ့စည်းမှဝင်သွားတယ်ဆိုတာတော့ဒီနေ့ဒီအချိန်ထိတို့တို့စုံစမ်းလို့မရသေးဘူးဆိုတာသိရတယ်နော်ပြည်သူတွေအားလုံးစမ်းမပြေရှိကြပါစေ